ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့ကျွန်တော်တို့နှစ်ကိုးမှာကျွန်တော်တို့မအောင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့နှစ်ကိုးမှာမအောင်ခဲ့ဘူးဆိုပေမဲ့ဒီမှာနှစ်ကိုးကိုဇွဲနဲ့ဘဲနဲ့လိုက်ထုံနေလူတွေကတော့ဒီမှာဒီတန်းလေးကနေပြီးတော့အော်ဒီတန်းလေးကိုဇွဲနဲ့မဲနဲ့လိုက်ထုံနေလူတွေကတော့နှစ်ကိုးဆိုတာအောင်ခဲ့သလိုဒီအခွေလေးကိုဇွဲနဲ့မဲနဲ့လိုက်ထုံနေတဲ့လူတွေကလည်းတစ်ရှင်ဆိုပြီးအောင်နေเนาะကျွန်တော်မနေ့က ဟိုမနေ့ပိုင်း၃ညကြာထားရတဲ့၃ည၅ခွန်၈ဆိုအခုရထက်လာလေဦးမယ်လို့ပြောတဲ့အခါမှာလည်းဒီမှာ၈ဆိုပြီးတော့ဝင်ခဲ့တယ်ပေါ့နော်အဲအဲ့ဒီလိုနဲ့နောက်တစ်ခါဒီမှာကတော့ကျွန်တော်တို့၈၈၈တိပေါ့နော်အရန်ပေါ့နော်ဒီမှာထည့်တင်နေဆိုပြီးကျွန်တော်၃ခုတားပေးထားခဲ့တယ်ထဲမှာ၈၈၈တိပေါ့နော်ဒီမှာ၈ထိတ်လည်းရှိရ၈ထိတ်လည်းရှိရအတွက်၈၈၈၈၈၈ဒါမှမအာမီယူဆုံးတော့ကျွန်တော်လည်းမတက်နိုင်ဘူးပေါ့နော်ကျွန်တော်ဟိုဒါလေးအနေနဲ့အောင်ခဲ့ပါတယ်ဗျာကဲအဲ့တော့ဒီမှာ2049ဆိုပြိတ်ကလည်းအောင်ခဲ့တယ်ဗောနော်ထိတ်လည်းအောင်ခဲ့တယ် เนาะထိတ်လဲအောင်ခဲ့တယ်ထိတ်ကဒီမှာတိထိတ်လဲအောင်ခဲ့တယ်ဗရိတ်လဲဟိုကီးလဲကျွန်တော်တို့မနေ့ပိုင်းမှာဩညနေပိုင်းမှာအောင်ခဲ့တယ်เนาะကီးကဗရိတ်အနေနဲ့ကတော့အရန်အနေနဲ့အောင်ခဲ့တယ်ပေါ့เนาะကဲအဲ့တော့ဒီကနေ့ကျွန်တော်တို့20လေးကိုစားလိုက်ကြအောင်ဗျอืมนี่ปลาดิอืม ကဲအဲ့တော့ကျွန်တော်20လေးစမယ်20လေးကိုဘယ်ကစမလဲဆိုတဲ့အခါကျတော့43400စမယ်ဗျ43 4 65 66 66 74 74 4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ကျွန်တော်တို့ ဒီ20လေးကကျွန်တော်တို့ပြီးခဲ့တဲ့ဟိုပါဗောနော်ဟိုတောက်ကြံနေရတွက်တာဗောနော်တနင်္လာနေ့အတွက်ကိုကျွန်တော်တွက်တဲ့အဲတောက်ကြံနေရ sorry စနေနေ့အတွက်တာဗောနော်အဲတနင်္ဂနွေနေ့အဲကျွန်တော်စနေရမတင်တနင်္ဂနွေနေ့အတွက်တာဗောနော်တနင်္လာနေ့မှာဟိုထွက်ရမယ်ဆိုတဲ့ key တွက်နေလေးပါနော်တကယ်လည်းထွက်သွားပါတယ်ကဲအဲ့တော့အဲ့တွက်နေလေးကိုကျွန်တော်တွက်ပါမယ်မှတ်မိပါပါဒီလိုလေးကျွန်တော်ဝိုင်းအောင်တွက်ပြရဲနော်အဲ့လို၄ရဲ့ဒီ1ရဲ့ဒီ9ရဲ့ပေါ့ပေါ့ရင်ကျွန်တော်တို့၄ရပါတယ်တဲ့နော် လေးရဲ့တက်ကဲပေါင်း9ကိုနဲ့ပေါင်းတော့၄တဲ့လေးရဲ့ပါဝါကိုလေးရဲ့နှက်ခက်က2၄၉၂ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာ ကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့တိရှိတဲ့နော်မအောင်ပါဘူးရှစ်လေးတဲ့ရှစ်လေးမှာကျွန်တော်တို့လေးတလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံတွက်ပါမယ်ရှင်ငါရှင်ငါ ၅နှစ်ရှိရှိ၆နှစ်ရှိရှိ၆နှစ်လေးတုံညာတုံညာတုံညာဆိုပြီးဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနှစ်ကဲဒီ6ကဲပေါင်း8ပါတဲ့ဒီတုံညာနဲ့ထပ်ပေါင်းတော့လေ8ပါပဲတဲ့8ရဲ့ပါဝါ3 8ရဲ့နှခက်က1 8 3 1ဆိုတော့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့1 5တဲ့1 5မှာ1တလုံးထိပြီးအောင်ခဲ့ပါတယ် 86တဲ့86မှာလည်းကျွန်တော်တို့8တလုံးထီပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တွေ့ပါမယ်6953 6953 65 65 34 56 54 56ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ရဲ့ဒီ1ကပေါင်းတော့4ဒီ9နဲ့ပေါင်းတော့6ပါတဲ့เนาะ6 ကိုယ့်ရဲ့ပါဝါလေးကိုယ့်ရဲ့နှက်ခက်က6 6 6ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ဘာတွေထွက်သွားသလဲကြည့်လိုက်ရအောင်တစ်ခွန်နဲ့မအောင်မအောင်ဗျခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်၄တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တက်ပါမယ်3 6 6 3 6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  အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ကေဒီ3ညရဲ့ပေါင်း6ပါတဲ့ဒီ3နဲ့ပေါင်းတော့9ပါတဲ့ကိုကိုရဲ့ပါဝါ၄ကိုရဲ့နှက်ခက်က၆ကို၄၆ဆိုတော့ဂီ၃လုံးဒီအပြင်မှာထွက်ရမယ်အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုရဲခါကြတော့၃ည၈တဲ့မအောင်ပါဘူး2 4တဲ့2 4မှာတော့ကျွန်တော်တို့၄တုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြုံးတွက်ပါမယ်၃၆၉2 3 6 9 2 8 3 2 9 ကို669ကို669ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်ဒီ9ရယ်ဒီ10ကပေါင်းခွန်ခွန်ရယ်6ရယ်ပေါင်း3ပါတဲ့3 3ရယ်ပါဝါ8 3ရယ်နှစ်ခါက9 3 85ဆိုတဲ့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့95တဲ့95မှာ9သလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်4တဲ့ခွန်4မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ကဲနောက်တစ်ပြောင်းတွက်ပါမယ်4398ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်8ကဲ4ရဲ့ပေါင်း2 9နဲ့ပေါင်းတော့1ပါတဲ့ တဲ့တဲ့ပါဝါ6တဲ့နခက်က8 16ဆိုတော့ဂီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့18ဟော18မှာတေကောရှေကောထီပြီးအခွေအနေနဲ့ထွက်သွားပါတယ်ညနေဘက်မှာတတီတတီမှာလည်းတတလုံးထီပြီးညာရောမနေကောအောင်ခဲ့ပါတယ်မျိုးကဲနောက်တစ်ပြင်တို့ပါမယ်ကိုလေးကိုလေးကိုလေးကိုခွန်လေးလေးကိုခွန်လေး ်နှစ်363 2363ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ၄ရယ်ဒီ9ရယ်ပေါင်း1 6နဲ့ပေါင်းလိုက်တဲ့အခါကျတော့9ပါတဲ့9 9ရယ်ပါဝါ1 9နဲ့ခက်ခက်3ည2 9 9 2 3 ya ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုရဲခါကြတော့2 9တဲ့2 9မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်4 3 ya 4 3 ya တဲ့4 3 ya မှာလည်း3 ya တလုံးထိပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်အမျိုး ကဲနောက်တစ်ပြင်တော့တွက်ပါမယ်တရှိတခွန်တရှိတခွန်နဲ့လေကိုခွန်ကိုလေကိုခွန်ကို3863 3863ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်ဒီဟာတော့ကျွန်တော်တို့ပြီးခဲ့တနေ့လနေ့ကထွက်သွားတဲ့ဟာပါနော်အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတော့ဒီခွန်ရဲ့ဒီခွန်ရဲ့ပေါင်း၄ပါတဲ့ဒီ6နဲ့ပေါင်းတော့ 3ညပါတဲ့3ညရဲ့ပါဝါ5 3ညရဲ့နှစ်ခက်ကခွန်း3ည5ခွန်းဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့တနင်္လာနေ့မှာဘာထွက်သွားသလဲဆိုရကြတော့တိတိတဲ့မအောင်ပါဘူး3 3ညရတဲ့3 3ညမှာ3ညတလုံးထိပြီးအောင်ခဲ့တာကိုအမျိုးတို့မှတ်မိမယ်ထင်ပါတယ်နော်ကဲအဲ့တော့ကျွန်တော်တို့လာမဲ့ဒီတောက်ကြနေ့အတွက်ကိုတွက်လိုက်ရအောင်7 9 5 7 9 5 ဆိုပြီးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်။အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ9ရယ်ဒီ4ရယ်ပေါင်း9ဒီ1နဲ့ပေါင်းတော့3ညပါတဲ့3ည3ညပါပါ9 3ညနှစ်ခက်ကခွန်3ည9ခွန်ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်ကီထိတ်ကလေးနဲ့စဉ်းစားလဲရအောင်ကီထိတ်ကီထိတ်ကတော့မမထန်နိုင်မဲ့ဆက်ပြီးအောင်ပွဲခံနေပါတယ်ကီထိတ် မနက်ဒီတောက်ကြနေအတွက်ကီထိတ်ကတော့6 9 4ဖြစ်ပါတယ်တဲ့ကီယိုယိုက3 9 9မှာတဲ့เนาะအဲ့တော့မတူညီတာဖြစ်တဲ့အတွက်ကတ်လိုက်မယ်6 3 9 6 5 6 9 9 3 9 5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  ရပါတယ်အဲ့မှာကျွန်တော်တို့ကြည့်မယ်ဆိုရင် brake နဲ့စဉ်းစားမယ် brake ကတော့ကျွန်တော်တို့ဒီကနေ့အရင် brake ပဲအောင်ပါတယ် brake က83နှစ်ရှိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရှိပါတယ်အဲ့တော့ကျွန်တော်တို့83ဒီ main brake ဖြစ်ပါတယ်တကယ်အဲ့ဒီမှာကျွန်တော်တို့က83 main brake ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘာရှိသလဲဆိုတဲ့အခါကျတော့ အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်6ခွန်ဆိုတာပဲရှိပါတယ်เนาะ6ခွန်ဆိုတာပဲရှိပါတယ်တဲ့เนาะ6ခွန်6ခွန်ဆိုတာပဲရှိပါတယ်เนาะ6ခွန်ကျန်တာကဘရိတ်မတူပါဘူးเนาะဒီဘရိတ်တွေနဲ့ main ဘရိတ်တွေနဲ့မတူပါဘူးအရင်ဘရိတ်နဲ့တောင်မှကျွန်တော်တို့ပါရှိတယ်လဲဆိုရင်အရင်ဘရိတ်နဲ့တောင်ဘာမှမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုရင်6ခွန်တစ်ွက်ထဲပဲရှိပါတယ်เนาะဒီဘရိတ်ဒီ key ဒီထိတ်နဲ့အောင်မယ်ဆိုရင်တစ်ွက်ထဲပဲရှိပါတယ်တကယ်လို့ကျွန်တော်တို့ကအဲ့ဒီနေရာမှာနည်းနည်းလေးစဉ်းစားရမှာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ ဟိုပါဗောနော်ညီမကျွန်တော်တို့ဟိုပါဗောတစ်ရှစ်ဆိုရယ်ကိုပရိတ်နော်ဒီဟာတွေရတယ်ကျွန်တော်အမြဲပြောပါတယ်နော်ညီမတို့ကကျွန်တော်ခွန်ပရိတ်မှာ2 2ခွန်4ကိုဆိုရယ်ပရိတ်ဆင်းအောင်မကျွန်တော်မကျွန်တော်ကိုပရိတ်ဆင်းတယ်အခုတခါကိုပရိတ်လို့ဆင်းလာပြန်ပြီဒါကိုပရိတ်လို့ဆင်းလာပြီဆင်းလာပြီဆိုရင်တဲ့ကျွန်တော်တို့ကနှစ်၄၉၆ဆိုတဲ့ပရိတ်ကအဲ့ကျွန်တော်တို့၃ရက်တွင်ဆင်းနိုင်ပါတယ်တဲ့နှစ်၄၉၆ဆိုတဲ့ပရိတ်เนาะ၃ရက်တွင်ဆင်းနိုင်ပါတယ်တဲ့ထို့အတူပဲကျွန်တော်နက်ခတ်လို့ကြာပြီးသွားရင်နှစ် ခွန်၄၉ဆိုတဲ့ပရိတ်ကလည်း၃ရက်တွင်ဆင်းနိုင်ပါတယ်တဲ့အဲ့လိုပြထားတဲ့အတွက်ကျွန်တော်တို့ကဒီမှာကြည့်ရင်အဲ2 4 6ဆိုတဲ့ပရိတ်ကလေးတွေအထက်ကိုထိုးတင်ပါတယ်2 4 6ပေါ့နော်2 4 6ကလေးတွေကိုထက်ထိုးတင်ပါတယ်ထက်ထိုးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ6ပရိတ်4ပရိတ်6ပရိတ်4ပရိတ်5ပရိတ်အဲဒီမှာ6ပရိတ်ပေါ့နော်2 4 6ဆိုတဲ့ပရိတ်ကလေးတော့ကျွန်တော်ကထည့်ပြီးတော့အရန်အနေနဲ့ထိုးတင်ပါတယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ကဲအမျိုးတို့လည်းအကြိုက်တွင်တော့ယူပေါ့နော်ကျွန်တော်အကြိုက်မတွင်တော့လည်းမယူပါနဲ့နော်အဲ့မှာကျွန်တော်တို့ပါလဲဆိုတဲ့အခါကျတော့ အဲ့ဒီတမှာမှာကျွန်တော်ကပြောမယ်ဆိုရင်တော့ဗျာခွန်နဲ့ပတ်သက်တာတွေကိုပို့ထိုးစီခြင်းနဲ့ခွန်နဲ့ပတ်သက်တာဆိုရင်တော့69ကလှတယ်တကယ်လို့ရန်ထဲမှာလည်းထည့်ပြီးတော့ဟိုနည်းနည်းလေးတင်ထိုးခြင်း69လောက်မျိုးပေါ့နော်တင်ထိုးတင်တယ်လို့ကျွန်တော်ထင်ပါတယ်ဒါတော့ကျွန်တော်အကြိုက်ကိုကျွန်တော်ပြောခြင်းပဲဖြစ်ပါတယ်အမျိုးတော့ကကြိုက်ချင်ပါလေကြိုက်ပါလိမ့်မယ်ကြိုက်ချင်လည်းကြိုက်မယ်ပေါ့နော်ကြိုက်ခဲ့ရင်လည်းဂျူပါမကြိုက်ဘူးဆိုလဲ ကိုနေ့ကိုယ်ကနဲ့ဘယ်လိုပဲဖြစ်ဖြစ်အောင်မြင်မှုရအောင်ကစားကြပါလို့နော်ကျွန်တော်ရှိရနေပြီးကီထိတ်ကလေးတွေပဲယူကစားကစားကီလေးတွေပဲယူကစားကစားပရိတ်ကလေးတွေပဲယူကစားကစားကစားပြီးတော့အောင်ပွဲတွေရပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေမယ်အဆုံးတတ်လိုက်ပါတယ်ဗျာ